အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့ Online မင်္ဂလာပါဒါကျွန်တော်တို့အပြောင်းရွှေ့ဈေးကွက်ကြီးကကျွန်တော်တို့ဂျွန်လ16ရက်နေ့မှာပဲတရားဝင်ပြန်ဖွင့်ပြီပေါ့လေဆိုတော့ကျွန်တော်တို့ပထမအကြိမ်အပြောင်းရွှေ့ဈေးကွက်ကိုဂျွန်10ရက်ကနေဂျွန်10ရက်နေ့ဒီ FIFA ရဲ့ Club World Cup အတွက်အလင်းမြန်ဖွင့်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာအပြောင်းရွှေ့ရဲ့ပုံမှန် transfer window ကတော့ဇွန်လ16ရက်နေ့ကနေလာမယ့် August 31ရက်နေ့ထိ တရားဝင်ဖွင့်လှစ်ပြီဖြစ်တယ်။ဆိုတော့ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ဈေးကွက်စဖွင့်ပြီဆိုတာနဲ့ transfer အပြောင်းရွှေ့ဒီဇက်တိုက်အပြောင်းရင်း Tottenham Hotspur ကပြီးခဲ့တဲ့ရာသီမှာသူတို့အငှားနဲ့ခေါ်ထားတဲ့လူငယ်ကစားမ Matthew Tate ကိုတရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။အသက်20ပဲရှိတဲ့ပြင်သစ်လူငယ်တောင်မန်ကစားပဲပြောမလားတိုက်စီကစားမပဲပြောမလားဒီစားမလေးကို Tottenham Hotspur ကပြီးခဲ့တဲ့ရာသီမှာ 6လအငားနဲ့ခွင်ခဲ့တာပါနောက်အခုလက်ရှိမှာအိုက်ကစားမာကဒါစပါအသင်းကတန်း60နဲ့ခွင်ခွင်ရှိပြီမဲ့နှစ်ဖက်ကြားဆွေးနွေးမှုကြောင့်ပြောင်းရွှေ့ကြေးကတော့ယူရို35တန်းနဲ့သဘောတူညီမှုရရှိခဲ့ပြီးပြီးခဲ့တဲ့နှစ်ကသူ့ကိုငှားခဲ့တဲ့အငှားကြေး10တန်းအပါအဝင် total 45တန်းနဲ့ မတီတေဟာထော်ဒနာဟော့စပါတီကိုတရားဝင်ပြောင်းရွှေ့ပါပြီဒါကနီပြတေတောမတ်ဖရန်ရဲ့ပထမဆုံးခေါ်ယူမှုလည်းဖြစ်ပြီးတော့2030ခုနှစ်ဒီစပါတီနဲ့9နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တယ်အီတလီလေးစီအသင်းကလည်းနီပြဂက်တူဆိုကိုအင်ကာနေမှာပဲတရားဝင်ကြီးညာလိုက်ပါတယ်။သဘောတူညီမှုကပြီးခဲ့တဲ့နှစ်ရက်လောက်ထဲကရရှိထားပြီးတော့ ဂက်တူဆိုကိုအီတလီကလူစီယာနိုစပယ်လက်တီနီယာမှာအစားထိုးခဲ့တာပါစာချုပ်ကတော့တနစ်ပဲဖြစ်တဲ့2026ကမ္ဘာဖလားပြိုင်ပွဲချစ်စပွဲအောင်ဖို့တူးတွက်လိုအပ်ပြီးတော့ချစ်စပွဲအောင်ရင်နောက်ထပ်တရာတီထပ်ပြီးတော့တိုးမှာဖြစ်ပြီးတော့သူရဲ့လောက်ခလစာကနှစ်တန်းတည်းရရှိမှာဖြစ်တယ်ဒီနေရာမှာအီတလီလွေးစင်အသင်းတော်ဂက်တူဆိုအသင်းမှာအီတလီနောက်ခံလူဟောင်းအန်ဒရီယားဘာဇာဂယ်လီလီယိုနာໂດဘနူချီໂດလဲနီးပြဖို့ဝင်ထဲမှာပါဝင်သလို တဖက်မှာတော့ဂျန်လူဂျီဘူဖွန်ကလည်းသူတို့အသင်းရဲ့ဂိုဒမာနီးဖြားဖြစ်ဆောင်ရွက်မှာဖြစ်ကြောင်းအီလီဘလိုဖွဲ့ချုပ် FIGC ကကြေညာခဲ့ပါတယ်ရီယယ်မက်ဒရစ်အသင်းကသူတို့ရဲ့လူငယ်ကစားသမား Brahim Diaz ကိုတတ်တမ်းထပ်တိုးလိုက်ပါတယ်2030ခုနှစ်တီမက်ဒရစ်ကတတ်တမ်းထပ်တိုးပြီးတော့9နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်ဆော်ဘိုင်းနုံကကလပ်ကထွက်သွားမယ်ဆိုပြီးသတင်းတွေတပ်ချောက်တက်ပြီးတော့မှာ ဘရာဟင်ကိုရမတွေကတတန်းတူဖို့သဘောတူညီမှုရရှိခဲ့တာပါရမတွေကအခုဘရာဟင် DS ကိုတတန်းထပ်တူပြီးနောက်ထီဘိုခော့ဒရာကိုသူတို့ကထပ်ပြီးတော့တတန်းထပ်တူมาလေဖြစ်တယ်မန်ချက်စတာစီးတီးအသင်းကလည်းကလပ်ဝေါ်ကပ်သွားပြိုင်နေသည့်တိုင်အောင်ပြီးခဲ့တဲ့အစောပိုင်းတုန်းကနော်ဝေးလူကင်စားမဒီပန်ကိုတရားဝင်ဆေးဆေးမှုပြုလုပ်သွားပြီးဖြစ်ပါတယ်ဒီစားမလေးကိုပြောင်းရွှေ့ခြေကယူရို15တန်းပဲရှိပြီးတော့ Manchester City တင်ကတနင်္လာနေ့မှာဆင်းဆင်းမှုပြုလုပ်ခဲ့ပြီးတော့လက်ရှိမှာတော့ဒီသားမာလီက Manchester City ရဲ့အခြားကလပ်တွေတသိန်းကိုပြောင်းရွှေ့သွားမှာဖြစ်ပြီး City ကို15တန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်တယ်လဘာဘူးတင်ကလည်း Florian Bass ကိုသဘောတူညီမှုရရှိခဲ့ပြီးတနင်္လာနေ့မှာပဲဆေးဆစ်မှုပြုလုပ်သွားပြီဖြစ်တဲ့ဒီသားမကလဘာဘူးရဲ့ class san chain တင်ပြောင်းရွှေ့ခြင်းဖြစ်ပြီးတော့လောက်ကလာစာကတပတ်ကို2သိန်းလောက်ထိရရှိမှာဖြစ်လို့ ခံစားခွင့်နဲ့အတူနှစ်သိန်းခွဲကနေ3သိန်းအထိတိုးမြင့်ဖို့ရှိတယ် Florian Vast ကလီဗာပူးအသင်းနဲ့2030ခုနှစ်ထိ9နှစ်စာချုပ်ချိုးဆိုပြီးတော့ပေါင်136တန်းယူရို136တန်းနဲ့ ဂျာမန်ကစားသမားတွေထဲဈေးအကြီးဆုံးအပြောင်းရွှေ့ဖြစ်လာခဲ့တာပါတစ်ချိန်တည်းမှာပဲလူပဘူးအသင်းကမီလော့စ်ကာကီရဲ့အပြောင်းရွှေ့ကိုလည်းတပါတဲ့သဘောတူညီမှုရတယ်ပါကြောင်လေးဆိုတော့ဘုံမောက်ကဒီနေရာမှာအစားထိုးမဲ့သူကိုရှာလိုက်ပြီးတဲ့အတွက်မီလော့စ်ကာတီကလီဗာပူးကိုပြောင်းရွှေ့ဖို့သဘောတူလိုက်ပါတယ်။ပြောင်းရွှေ့ခြင်းကတော့ပေါင်42တန်ဖြစ်ပြီးတော့အသက်22နှစ်အရွယ်ရှိတဲ့ဟန်ဂေရီနောက်ခံကစားသမားကလက်ရှိမှာတော့လီဗာပူးရဲ့ကစားသမားအသစ်ဖြစ်လာမှလည်းဖြစ်တယ် အက်ဒင်ဂျေကူကတော့ဖနဘချီကထွက်ခွာပါပြီဘော့စနီးယားတိုက်စစ်မှုအက်ဒင်ဂျေကူကဂျိုဆေမော်ရီညိုအသင်းကနေလက်ရှိမှာတော့စီးရီးအ်ကလပ်ဖရူတီနာအသင်းကိုပြောင်းရွှေ့มาဖြစ်ပါတယ်2029ခုနှစ်ဒီနှစ်နှစ်စာချုပ်ချုပ်ဆိုมาဖြစ်ပြီးတော့ဂျေကူကဖနဘချီကထွက်ပြီးတော့စီးရီးအ်ကိုတကြောပြန်ရောက်ရှိခဲ့တာဖြစ်တယ်ဖရူတီနာအသင်းအောင်နာဆာနဲ့လမ်းခွဲသွားတဲ့နီးပြစတက်ဖွန်ဒီဖြိုဒီကိုသူတို့ရဲ့နီးပြဖြစ်ခန့်လိုက်ပါတယ် ်မီလန်ကလက်ရှိမှာဒီနီးပြားကိုဆုံးရှုံးခဲ့ပြီးနောက်အာနာဆာကိုပြောင်းတယ်အိုက်ကနေမာဆင်အိုက်နီးပြကအာနာဆာကနေထုတ်ခံရပြီးဖလိုဒီနာအသင်းရဲ့နီးပြသစ်ဖြစ်လာခဲ့ပြီးစတက်ဖွန်ဒီဖျိုလီကဖလိုဒီနာအသင်းကိုလာမယ့်ရာသီမှာကင်တွယ်သွားမှာဖြစ်တယ်။ဘာဆိုနာအသင်းကယူအန်ကာစီယာကို25တန်းနဲ့ခေါ်ယူခဲ့ပြီးတရားဝင်ကြေညာပြီးတဲ့အချိန်မာအန်တွေတက်စတေကန်ထွက်သွားမယ်လို့သတင်းတွေထွက်ခဲ့ပြီးမှတက်စတေကန်ကဂါလာဆာရီရဲ့ကာလာမှုကို တရားဝင်ငင်းဆန်လိုက်ပြီးဖြစ်တဲ့အသက်32နှစ်ပဲရှိတဲ့ဂျာမန်ကိုသမားကဘာဆိုနာနဲ့စာချုပ်တက်တန်း3နှစ်ကြာရှိပြီးတော့သူ့အနေနဲ့ထွက်ခွာသွားမှုကိုငင်းဆန်ပယ်ချခဲ့တာပါရီယယ်မက်ဒရစ်အသင်းကသူ့ရဲ့နောက်ခံကစားမရာဟူအဆန်စီယိုကိုလည်းတက်တန်းထပ်တိုးလိုက်ပါတယ်ရာဟူဆန်စီယိုကိုရီယယ်မက်ဒရစ်က2032ခုနှစ်ထိ 6နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက်ဒီစာမောင်းကိုရောချီစာချုပ်ယူရို1ဘီလီယံထိထည့်သွင်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ဘူဗာဟန်တာအသင်းကလည်းဆယ်တာဗီကိုရဲ့ကစားသမားလိုပတ်ကိုခေါ်ယူလိုက်ပါတယ်။ဒီစာမောင်းကအခု Wolf ကိုပြောင်းရွှေ့ဖို့သဘောတူပြီးတော့ရောချီစာချုပ်ဘတ်မစင်နဲ့ပြောင်းရွှေ့မှာဖြစ်တယ်။မတီးယက်ကူညာထွက်သွားတဲ့နေရာမှာအစားထိုးမှဖြစ်ပြီးတော့ဆယ်တာရဲ့ကစားမကမကြမီမှဝူဗာဟန်တန်နဲ့စိတ်ဆင်မှုပြုလုပ်တော့မှဖြစ်တယ်။ လီယူနိုက်တက်အသင်းကတန်တက်လာပြီးကြတဲ့ကသူတို့အသင်းရဲ့တိုက်စစ်ပိုင်းအတွက်ကစားမအသစ်ခေါ်လိုက်ပါတယ်ဂျာမန်ကလပ်ဝူးစ်ဘတ်အသင်းရဲ့တိုက်စစ်မှုလူကတ်စ်မချာကိုခေါ်လိုက်တာပါဒီကစားမကဂျာမန်ကလပ်ဝူးစ်ဘတ်နဲ့စာချုပ်တက်တန်းကုံဆုံးတဲ့အတွက်လီးယူနိုက်တက်ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ခဲ့တာပါလီဗာပူးကိုမီလော့ခါကစ်ကိုရောင်းချဖို့သဘောတူပြီးတဲ့နောက် ဘုံမောက်အသင်းကပြင်သစ်ကလပ်ဝမ်စတင်ရဲ့ဘယ်နောက်ခံကစားမှအဒရီယန်ထရက်ဖတ်ကိုခေါ်ယူလိုက်ပါတယ်ဒီစားမကိုဘုံမောက်ကတရားဝင်ကြေညာခဲ့တယ်ငါးနှစ်စာချုပ်ချုပ်ဆိုတဲ့ပြောင်းရွှေ့ခြင်းကပေါင်7သန်း plus အပူစုချင်းဝေ3သန်းတိုတယ်14သန်းနဲ့ခေါ်ယူခဲ့ပြီးတော့ rank ကအနာဂတ်မှာရောင်းချငွေရဲ့10%ကိုရရှိဖို့သဘောတူခဲ့တာဖြစ်တဲ့ Brighton အသင်းကလည်းလက်ရှိမှာတော့သူတို့အသင်းရဲ့နောက်ခံကစားသမားအသစ်ဖြစ် Diogo Coppola ဆိုတဲ့ကစားသမားကိုခေါ်လိုက်ပါတယ်။ဒီကစားသမားက Serie A Club Verona အသင်းကပြောင်းရွှေ့လာတာဖြစ်ပြီးတော့ Brighton ကပြီးခဲ့တဲ့အစောပိုင်းတုန်းကကစားသမားတယောက်ခေါ်ယူခဲ့ပြီးနောက်ထပ်22နှစ်ရွယ်ရှိတဲ့လူငယ်နောက်ခံလူကိုခေါ်ခဲ့တာပါ။ဒီကစားသမားက Brighton အသင်းနဲ့9နှစ်စာချုပ်ချုပ်ဆိုတာဖြစ်တယ်။ တဖက်မှာတော့လာဇီယိုအသင်းကသူတို့ရဲ့ဝါရင်တိုက်စစ်မှုပက်ထရိုကိုတတ်တမ်းထပ်တိုးလိုက်ပါတယ်ဒီစားမကရိုမမာလေးကစားတယ်ချက်စီမှာကစားတယ်ဘာစလိုနာမှာကစားခဲ့ပြီးတော့လက်ရှိမှာလာဇီယိုမှာကာလာရှိချာကစားနေသူဖြစ်တယ်မရူစီယိုဆာရီကလာဇီယိုကိုပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်လာဇီယိုကဝါရင်ကစားမှာပက်ထရိုကိုနောက်ထပ်တရာတီတတ်တမ်းထပ်တိုးခဲ့တာပါ ซีรีส์คลับโกโมအသင်းရဲ့နီးပြားဆက်ဖာဘရီကက်စ်ကလည်းဘယ်လ်ဂျီယံကလပ်အသင်းရဲ့ကစားမကိုခေါ်လိုက်ပါတယ်ဒါလက်ရှိမှာတော့ဒီနမိုဇာဂရက်မှာကစားနေတဲ့ဆွစ်ဇာလန်ကစားမကိုလေသူကတော့အခုလောလောဆယ်အနေထားရခရိရှားကိုစားပြုကစားထားပြီးတော့ဒါလက်ရှိမှာအိုက်ကစားမကိုခေါ်လိုက်ပါတယ်မာတင်ဘာတူရီနာဆိုတဲ့ကစားမဖြစ်ပြီးတော့ဒီ attacking midfield ကစားမကိုကိုမိုအသင်းကခေါ်ယူခဲ့တာဖြစ်တယ်ဒါတွေကအခုလက်ရှိ transport အပြောင်းရွှေ့ရဲ့စိတ်ဝင်စားစရာတရားဝင်ဒန်တီအပြောင်းရွှေ့တွေပါဒီကြားထဲမှာ Victor Yokres ရဲ့အပြောင်းရွှေ့ Victor Osimhen ရဲ့အပြောင်းရွှေ့ Hugo Akitike ရဲ့အပြောင်းရွှေ့အပါဝင်ထိပ်တန်းအပြောင်းရွှေ့တွေအများကြီးဆက်ရှိနေသလိုတစ်ဖက်ကလည်း Guma Emi Martinez အပါဝင်တောက်လျှောက်အပြောင်းရွှေ့တွေအများကြီးချန်နေခါစစ်အပြောင်းရွှေ့တွေကြားမှာတောက်လျှောက်စိတ်ဝင်စားစရာအပြောင်းရွှေ့တွေဇက်တိုက်ရှိပြီးတော့လက်ရှိမှာတော့ Transpa Danti Sofa နဲ့ အပြောင်းရွှေ့နီးစပ်တဲ့အပြောင်းရွှေ့ပေါ့လေလက်ရှိချိန်ဒီ Tottenham ဒီပြ Thomas Frank က Brian Ambumo နဲ့ Wissa ကိုခေါ်တယ် Man United က Brian Ambumo ကိုခေါ်တယ် Arsenal က Sesko လို့လို့ Yorkres လို့လို့ရှိနေတယ် Chelsea က Sanderbet တယောက်ကိုအသေးအံလိုက်နေပြီးတော့ Liverpool ကလည်းတိုက်စစ်ပိုင်းတွေတောက်လျှောက်ကြည့်နေတယ် Manchester City ကခေါ်ယူဖို့မရှိပေမဲ့တစ်ဖက်က Real Madrid အသင်းကလည်းစိတ်ဝင်စားမှုတွေရှိပြီး Barcelona က Nico Williams Luis Diaz နဲ့ market ratio အပြင် even parasite တို့ကိုပါစောင့်ကြည့်နေပါတယ်ဒါကပြောင်းရွှေ့အကြောင်းတွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်